နှစ်ပေါင်းများစွာတိတ်ဆိတ်ခြောက်ကန်နေတဲ့ရန်ကုန်တက္ကသိုလ်ဟာအတိတ်ကနေရုံထဖို့အားယူနေစေဖြစ်ပါတယ်။ဒါပေမဲ့ဟိုးရင်ကကျောင်းသူကျောင်းသားတွေအတွက်အတိတ်ပဲရီပြည့်စုံစေခဲ့တဲ့အချိန်ကာလတွေကိုပြန်မရနိုင်သေးတာကတော့သိကြနေပါတယ်။စိန်ပန်းနဲ့ကန်ကိုရီပွင့်ရဒီကျောင်းတော်ကြီးမှာ1959ခုနှစ်ခေတ်ကမခွဲမခွာရှိခဲ့တဲ့ဥချစ်လက်ဖိဆိုင်လေးကတော့ရှိနေသေးပါ။အသွင်ပြင်တွေတစ်ဖက်ဖက်ပြောင်းလဲနေတဲ့မြကျွညွညွမှာ ဥချစ်ဆိုင်ကလေးဆက်ပြီးတရှိနိုင်ပါအောင်မလားတင်ဂျာခေါ်တော့ကဆိုင်ကန်း၃ကန်းစာရှောက်ခဲ့ပေမဲ့ဈေးပူပေးရတဲ့စနစ်မို့တနည်းအားဖြင့်ရခဲ့တဲ့ဥချစ်ဆိုင်ဟာလာမယ့်ဧပြီဆိုရင်တက်တန်းကုန်ပါတော့မယ်နေရာပြန်ရဖို့မတိကြတော့ဘူးလို့ဥချစ်ရဲ့တာကြီးဥကြော်ကျော်ကပြောပါတယ်နာကြောင်းလူဆိုတာလေသူ့အဖေမိတွေကကျွန်တော်ဆိုင်ရံနေဖြစ်သွားတဲ့ဆရာကြီးဆရာကြီးဥချစ်ဆိုင်ကွာကြာကျောက်ပြည့်ဆိုင်ကွာကြာအငြင်းရမ်းမှာ ဒါနဲ့သူတို့ကြောင်းလာအပ်တယ်ကလေးတွေလာတယ်သူ့ဒီနေရာကျွန်တော်နဲ့တွေ့ငါတားကြည့်ပါဘူးငါတင်းကိုကြည့်ပြီးပါအဲ့လိုပဲမမလားဆက်ကျွန်တော်ကဒီလန်တက်ကဥစ္စာကိုနှစ်ပြီးတာတနှစ်ပြီးပါတနှစ်ကကျွန်တော်ဧပြီလဆက်နေပြီဒီအဲ့ဧပြီလမတိုင်မှာသူကတိတိရကကျွန်တော်ကျန်တယ်ဒုချက်ဦးချေဟာအရင်တိုင်းမဲ့လားဘာရီပြောင်းလဲသွားတာရှိလဲအရင်ကတန်ရောစင်တွေနဲ့ចောင်းသားဟောင်းတွေဟာ သူတို့သားသမီးတွေကိုဥချစ်ဆိုင်ကိုလိုက်အပ်ကြတာမျိုးရှိနေပါသေးတယ်။ဥချစ်ရဲ့မပြောင်းလဲတဲ့ခံစားချက်ကတော့တောင်ကူကန်တင်လက်ဖက်ရည်ကောင်းကောင်းနဲ့သိရိပ်ဝါရိပ်ပါပဲ။ဥချစ်ဟာတက္ကသိုလ်ဓမ္မရုံရှိနောက်လက်တွန်းလဲတဲ့လက်ဖက်ဆိုင်ဖွင့်ရကလေထဲမှာစေနာရှင်နာမည်နဲ့လည်းဖွင့်ခဲ့ပါဗါး1960မှာចောင်းသားរីတောင်းစုချက်ကြောင့်ဆီယာရီခေါ်လို့တက္ကသိုလ်ကိုရောက်လာပြီးတောင်ကူကန်တင်မှာ1988ခရဲကရှိခဲ့ပါဗါးအဲ့ဒီမတိုင်ခင်ကတော့ အခုခြုံတွင်ဖြစ်နေတဲ့ဝေတာလီဆောင်မျက်စောင်းထိုးမှာပါ။ဆန်ရှင်ဦးချစ်ကတော့1988 January မှာပဲကွယ်လွန်ခဲ့ပါတယ်။ရန်ကုန်တက္ကသိုလ်မှာဦးချစ်ဆိုင်မရှိတော့ရင်လေဘဲကူပြောင်းပြောင်းလိုက်အားပေးနေရုံပဲလို့ပြောလာသူက1986တက္ကသိုလ်ကျောင်းသားဟောင်းဦးကိုကိုစောပါ။အခုလေတကူးတကဦးချစ်ဆိုင်မှာလဖေးလာတောက်တာပါလို့ဆိုပါတယ်။ဒီလိုပြင်မာရလို့လည်းအဲ့လိုညင်းညင်းနေနေဖြစ်နေဆိုရင်တော့ ကြည့်ဆိုင်လိုက်တော့ရှင်တော့ဗောနော်ဒီဆိုင်ရလဲဒီပြည်လူတယောက်ရရမယ်ဒီလိုညင်းညင်းညံ့မရှိဘူးဆိုတော့ဒီဆိုင်နဲ့လာပြည့်မယ်မရှိဘူးဦးချစ်ကိုမမှီခဲ့ပဲဦးချစ်ရဲ့သားဦးကျော်ကျော်လက်ထက်မှာဆိုင်ပုံမှန်ထိုင်ပြတဲ့တမိုင်းဌာနကတိကဒေါက်တာတင်မောင်ထွေးကဘာကြောင့်သူဦးချစ်ဆိုင်မှာထိုင်ရလဲဆိုတာအခုလိုရှင်းပြပါဗျာရင်းနဲ့လာစားတော့လဲဆိုတော့ကျောင်းသားတွေအပေါ်မှာ ဆက်ဆံတာပုံကြီးတယ်။နောက်ဆုံးပတ်စံပြတ်သွားရင်လည်းဒီမှာအပြေးလာစားတယ်။အဲ့တော့မညူညင်ဘူး။နောက်လာကူမှာကပတ်စံလာဆက်ဆိုရင်တော့မှသူကလာဆက်ဆိုရင်တော့မှပဲသူကဒီမှာ3000လောက်ကျတယ်ဆိုရင်တစ်ခါရင်2500လောက်ပဲယူယူ။အဲ့လိုမျိုးပေါ့နော်။အနောက်ဆုံးအဲ့ကျွန်တော်ចောင်းသားဘွားပေါ့။အဲ့အပြင်မှာဆရာပြန်ဖြစ်တော့တယ်ဒီဝင်ထဲမှာကြောက်ပြန်ရှိတယ်။ရန်ကုန်တက္ကသိုလ်မှာចောင်းတက်ရတဲ့ခန်းစားချက်နဲ့ဥချစ်ဆိုင်အကြောင်းသူကြားဝုဒ်မြတွေကိုလည်းပထမနှစ်ចောင်းသူလေးမခင်မြန်မာနိုင်ငံကပြောပြပါဗျာ။ ကိုလုံခဲ့တဲ့နှစ်ပေါင်းကလေးအများစားကလေးကဥချစ်ဆိုတာပြောထလာတယ်လို့တချို့ကျောင်းသားတွေဆိုတော့အထူရှိကြတယ်ဥချစ်မိမဖိုက်ကြီးရင်စာကြက်ကြမယ်တဲ့ဥချစ်မိမဖိုက်ကြီးအချိန်ကဆောင်ဝဲဖြေကန်ဒီအချိန်ပေါ့နော်ပြီးတော့အဲ့လိုမျိုးပြောရတော့ဥချစ်ဆိုတာတက်ကတုံနဲ့တွဲရှိတဲ့နယ်လို့ထင်တယ်ဆိုတော့ဖန့်တင်တယ်လို့ထင်ပါတယ်